အခုနှစ်ရန်ကုန်သကြံအတွက်မန်တက်အကြီးနဲ့အလက်40ကျော်ဆောက်လုပ်ခွင့်ပေးခဲ့ပြီးကပ္ပားကြီးစီလမ်းမှာ17ခု၊ကန်တော်ကြီးပလမ်းမှာ73ခုနဲ့ပြည်လမ်းမှာမန်တက်၄ခုဆောက်လုပ်ခွင့်ပေးခဲ့တယ်လို့ရန်ကုန်မြို့စီမံသားရေးကော်မတီကသိရပါဗျ။အခုနှစ်သကြံပွဲတော်အတွက်မန်တက်ဆောက်လုပ်ခွင့်လျှောက်ထားမှု200ကျော်ရှိပြီးအဲ့ဒီအထက်ကဆောက်လုပ်ခွင့်ပါမစ်တွေကို May 9th နေ့နဲ့ချထားပေးခဲ့တာဖြစ်တယ်လို့ရန်ကုန်မြို့စီမံကဆိုပါဗျ။ ခွင့်ပြုရမှာကဘာကြီးစီရီလမ်းပေါ်မှာပေတရာနဲ့မန်တက်အကြီးတွေကိုခွင့်ပြုခဲ့တာဖြစ်ပြီးဆက်မှုတစ်ရှိဖူဆန်ဘုံကျောင်းရှိသိပ္ပံနယ်နည်းပညာဝန်ကြီးဌာနရှိစီရိုနာဟိုတယ်၊ညကျွန်းသာဖူဆန်ဆိုင်စားတဲ့နေရာတွေမှာဆက်လုပ်ခွင့်ပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကနော်ကြီးပတ်လမ်းမှာတော့ရှန်ဂရီလာဟိုတယ်ရှိကနော်ကြီးဟိုတယ်ရှိစားတဲ့နေရာတွေပြည်လမ်းမှာတော့ IBC ရှိစားတဲ့နေရာတွေမှာဆက်လုပ်ခွင့်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်စကိုလန်နဲ့ဆေဗရန်လန်ကြားပါရမီလန်၊ဆီယာဆလန်၊ဝီဇန်နာလန် တိုင်းဒေသကြီးလွတ်တော်ဝင်ရှိအရှိမြင်းပြိုင်ခွင်လန်စားတဲ့နေရာတွေမှာပေတရာနဲ့အထက်မန်တက်ကြီးတွေနဲ့ပေတရာနဲ့ပေ90ကျားရှိတဲ့မန်တက်အလက်တွေကိုဆောက်လုပ်ခွင့်ပြုခဲ့တယ်လို့သိရပါဗျ။မန်တက်တွေပေးသွင်းရမယ့်အာမခံစပေါ်မွေကိုပေတရာနဲ့အထက်မန်တက်ကြီးတွေအတွက်ကျပ်သိန်းတရာမန်တက်အလက်တွေအတွက်ကျပ်သိန်း60စသဖြင့်သတ်မှတ်ထားတာဖြစ်ပါတယ်။မန်တက်ဆောက်လုပ်ခွင့်ရရှိတဲ့ပါမစ်တွေကိုတခြားသူတွေလက်ထက်ကိုလွှဲပြောင်းရောင်းချခြင်းမပြုဖို့စီကံသတ်မှတ်ထားပေမဲ့ လက်လွဲရောင်းချတဲ့ပါမစ်ဇင်တို့ဟာကဘာရေးစီလမ်းပေါ်မှာကျပ်သိန်း900သိန်း600အထိပေါက်ဈေးရှိနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နှစ်ရန်ကုန်တကြံမှာမန္တက်စုစုပေါင်း100နီးပါးရှိခဲ့ပြီးမန္တက်ကြီးတွေအနေနဲ့ကဘာရေးစီလမ်းမှာ12ခု၊ကန်တော်ကြီးပတ်လမ်းမှာ16ခုနဲ့ပြီးလမ်းမှာ၄ခုလို့ရှိခဲ့တာဖြစ်ပါတယ်။